အမဘူတူအနေနဲ့ကလည်း cosmo အနေနဲ့ကသူတက် tight နဲ့ light တယ်ပေါ့နော် cosmo ကလည်းဒါ modeling ပုံစံမျိုးကြီးလည်းအများကြီးပါတယ်ဒါသူ့ရဲ့ရံအမောင်းသူ့နဲ့ပုံစံနဲ့နောက်ကသူ့ရဲ့ fan တွေတော်တော်များများကလည်းဒါသူ့ရဲ့ comeback ကိုမျောလင့်နေကြတာဆိုတော့ခါကြတော့ဒါသူ့ fan တွေအတွက်လည်းဒါကျွန်တော်အနေနဲ့ပျော်ရွှင်စေခြင်းနဲ့အတွက်ဒါမိုးရွေးချယ်ပြဒါပြီးတော့နောက်ခုကမိုးကိုလည်းကျွန်တော်အနေနဲ့ကလည်းယုံကြည်ရဒါ100% 100%ကျော်လွန်နေပေါ့နော်ဒါ101%ဒါယုံကြည်ပြီးသားဖြစ်တဲ့အတွက်အာသူ့အနေနဲ့လည်းအကောင်းဆုံးအာရှင်းပြနိုင်ပြီးတော့ဒါပရိသတ်တွေအားပေးဆုံးအာ ါဒါ cosmo ပွဲတစ်ခုဖြစ်ပါဖြစ်မလိမ့်မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်လို့ဒါမြန်မာ project fan တွေအားလုံးရဲ့အားလုံး site ချင်းခံရမယ့်ပွဲတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့လည်းဒါယုံကြည်ရတဲ့အတွက်ဒါမိုးရွချက်ဖြစ်တာပါဟုတ်အာ surprise ဖြစ်ခဲ့ရတယ်ဆိုတော့ဆရာမေးရပေါ့နော်တမိပြိုင်မာလားဆိုပြီးတော့မေးရပေါ့မေးရချိန်မှာစဉ်းစားရအောင်ပြိုင်မလဲပြိုင်မလားပြန်လုံနိုင်လားဆိုတော့တေချာကိုကိုအရင်ဆုံးကိုကို analyze အရင်လုပ်တယ်ဆိုတော့ okay ငါရရလုံနိုင်တယ်ဆိုပြီးဆရာချက်ချင်းညာရေးချင်း message ချနေတာပြဆရာပြိုင်မယ်ဆိုပြီးတော့ သူတို့လည်းယုံကြည်ပြီးသားလေဒါရှေ့မှာလည်းသူအများကြီး transform ဒါအများကြီးခြားပြခဲ့တယ်ဒါ CD ဘွဲကနေစပြီးတော့ဒီ local ဘွဲပြိုင်တဲ့ဒီ transform ခြားပြနိုင်ခဲ့တယ်အဲ့ဒီတော့အခု သူကမြန်မာကိုစားပြုအနေနဲ့ Miss Cosmos မြန်မာဆိုပြီးတော့ဖြစ်သွားတဲ့အချိန်ကနေပြီးစပြီး International မှာသူဘယ်လောက်ထိ transform ထပ်လုပ်ပြနိုင်မလဲသူရဲ့လမ်းလျှောက်တာတွေကဘယ်လောက်တိုးတက်လာမလဲသူရဲ့ English skill တွေကဘယ်လောက်ထိ improve ဖြစ်လာမလဲပေါ့နော်ဒါတွေအကုန်လုံးကျွန်တော်တို့တွေကထပ်ပြီးတော့ပြိတက်ကိုကျွန်တော်တို့ကထပ်ပြီးကြိုးစားရပြောင်းလဲပြနိုင်မှာဒါပြိတက်ကလည်းသူ့နောက်ကိုလိုက်လာပြီးတော့ဒါမြန်မာနိုင်ငံလုံးကအားပေးတဲ့ပွဲတစ်ခုဖြစ်လာအောင်သူအနေနဲ့ကြိုးစားရမှာပေါ့နော်မြန်မာပြိတက်ကြီးတစ်ခုလုံးသားကျွန်တော်တို့နဲ့အတူတူပါဝင်လာပြီးတော့အာအတူတူပြိုင်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်နေတဲ့ The Cosmos Crown ဒီလည်းမဝေးတဲ့ ့နေရာတစ်ခုမှာရှိနေမယ်လို့ကျွန်တော်ကထင်ပါတယ်လို့ဟုတ်